မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ငလင်တန်တဲ့နေရာတွေကိုမင်းအောင်လိုင်လာကြည့်မှာမို့အောင်ပန်းတောင်ကြီးနဲ့ဟိုပုံမှာလုံကြုံကြီးတွေအလွန်တင်းကျပ်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တွင်အောင်ပန်းတောင်ကြီးနဲ့ဟိုပုံမှာရှိနေတဲ့ငလင်တန်တဲ့နေရာတွေကိုမင်းအောင်လိုင်လာကြည့်ဖို့အတွက်လုံကြုံကြီးအလွန်တင်းကျပ်ထားတယ်လို့ဒေသခံပြည်သူတွေနဲ့ဌာနဆိုင်ရာတည်ထင်အရေးမြစ်တွေကပြောပါရယ်။အေဘီလာဆိုင်ရနီမှာမင်းအောင်လိုင်ကအထူးခီးစံအနေနဲ့အောင်ပန်းတောင်ကြီးဟိုပုံကိုရောက်ရှိလာပြီးညာအိတ်ဖို့ကိုဟိုပုံမှာစီစဉ်ထားတယ်လို့သိရပါရယ်။သူ့ခီးစံကိုလုံကြုံကြီးအရန်တင်းကျပ်ခံခဲ့ပြီးအနီးကပ်မှာဌာနဆိုင်ရာ ာရီနဲ့တက်တွေကိုအတိပြီးခဲ့တယ်လို့ဆိုပါတယ်တက်ချုပ်ကငလင်တက်တင်ခဲ့တဲ့အောင်ဘတ်တောင်ကြီးဟိုပုံသွားမယ်ဟိုပုံမှာတော့ဒီညအိမ်မယ်လို့တော့တည်ထားတယ်မင်းကညကမှဌာနဆိုင်ရာတွေကိုအတိပြီးနေလုံချုံကြီးတွေကတော့တော်တော်ကိုခက်မြတ်များချထားတယ်လို့သိရပါတယ်ငလင်တက်ကြောင့်ဟိုပုံမှာပြူချပြက်စီသွားတယ်တီးမင်္ဂလာရွှေချမ်းတာမွေတော်ဘုရားကြီးစီကိုလည်းမင်းအောင်လိုင်းကလာရောက်ကြည့်ရှုမှာဖြစ်ပြီးရတရာချေရာတွေလည်းလှုပ်ဖို့ရှိနေတယ်လို့သိရပါတယ် ဖျားတဲ့ဟိုအကောင်ကြီးလာမှာမို့ပေးမွင်တော့ဘူးလို့ဒေသခံပြည်သူတောင်းကပြောပါတယ်။မင်းအောင်လိုင်ကနေပြည်တော်မန္တလေးပါဝင်ငလင်တန်တဲ့နေရာတွေကိုပဲတွားရောက်ကြည့်ရှုစစ်ဆေးတာတွေတောက်လျှောက်ဆိုတလို့လှောက်ဆောင်နေပြီးအဲ့လိုလုံနေတာကသူယုံထိုင်တဲ့စင်ယုံနဲ့တမရအိမ်တော်ပြူချသွားတာကြောင့်ပြင်ဆင်နေစဲကာလာမှာစစ်စင်ရေးပုံစံနဲ့ရှောက်သွားနေတာဖြစ်တယ်လို့နေပြည်တော်စစ်ဘက်တရင်အရင်မြစ်တချို့ကဆိုပါတယ်။ဆက်လက်ပြီးငလင်တန်တဲ့အဆောင်နေဖြူဖြက်ကစင်ရင်ကြီးလို့အခက်တွေ့နေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မလ28ရက်ကလောက်ခတ်ခဲ့တဲ့ပြင်းထန်မြင်းငလင်တန်ကြောင့် င်ထိခိုက်ပျက်စီးပြီးနေထိုင်လို့မရတော့တဲ့အဆောင်အီအတွက်ဖြိုဖျက်ကအစမတန်တောင်းဆိုတာတွေရှိနေပါတယ်အဆောင်အတီအသေးအထက်မြင့်အနေပေါ်မူတည်ပြီးတောင်းခံတာလို့ဆိုပါတယ်ငလင်တက်တဲ့လို့ဒုက္ခရောက်ပြီးဖြူပြက်ကစရင်မတက်နိုင်တဲ့သူတွေကိုသက်ဆိုင်ရာဖွဲ့စည်းတွေကကူညီပေးတဲ့နဲ့လူငလင်ပေးကူညီကိစိလုံနေသူတွေကပြောပါရယ်ငလင်ဘ ਹੁ ချက်နဲ့အနီးဆုံးနေရာကစကိုင်းဒေသခံလည်းဖြစ်ငလင်ပေးကူညီကိစိလုံနေတဲ့သူလည်းဖြစ်တဲ့လုံချုံကြီးအမည်ရာ လုံခြုံရေးရာအမည်မဖော်လိုသူပရဟိတသမတအုပ်ကငလင်တန်းကြောင့်ထိခိုက်သွားတဲ့အဆောင်ဖြိုဖျက်ခါကိုအကြောင်းပြပြီးငလင်ဘေးတင်သူတွေစီကစီးပွားရေးဆန်ဆန်အမျက်မထုတ်တင်မှုလို့ပြောပါတယ်။ကိုဟွာနဲ့ကိုဖြတ်ဖို့ကလည်းရန်နီယာခါတွေများတဲ့ခါကြတော့မငားနိုင်ဘူး။ဒီအတိုင်းငုတ်တုတ်ထိုင်နေကြတာတဝက်တစ်ပြက်ပြူနေတဲ့နေရာမှာနေစရာကမရှိဖြူကလည်းမပြူဖြူချမယ်ဆိုရင်ရန်နီယာခါတွေကစည်းကြီးအဲ့လိုတွေဖြစ်နေတာရန်နီယာကြီးငားပြီးတော့မှစီးပွားရေးဆန်ဆန်လုပ်နေရမျိုးကမကောင်းမှုပေါ့။ဒီလိုမျိုးကြစီပင်းတို့ဘာလို့ပေါ့နော်။သက်ဆိုင်ရာဖွဲ့စည်းတွေကလည်းအတက်နိုင်ဆုံးကုညီပင်းရင်တော့ ဖို့ကောင်းတာပေါ့မိဖတ်နိုင်ငံတွေလူထားတာလည်းအများကြီးပဲပြန်ပြီးတော့စောက်ဖို့ကတော့သူတို့အပိုင်ပေါ့နော်ဖြူဖြတ်တာဖြူတာလေးတော့ဇေယိစကများနေတဲ့ခါကျတော့ကုညီပင်းရင်တော့ဖို့ကောင်းတာပေါ့မဟုတ်လို့ရှင်သူတို့ကမိုးရွာနေနေစရာမရှိဘူးအဲ့ဒီလိုမျိုးတွေဖြစ်နေတော့တာဒါကြီးကိုဖြတ်ဖို့ကလည်းကုန်ကြစိတ်ကမရှိဘူးအဲ့လိုတွေဖြစ်နေကြတာ န္တလေးမှာလည်းငလင်တန်သိန်းအဆောင်ဖြူဖြက်ကကိုကျက်သိန်း900ကနေကျက်သိန်း1000ထိတောင်းနေသူတွေရှိသလိုအခမဲ့ကူညီပေးရသူတွေလည်းရှိရလို့ငလင်ပင်ကူညီကိစ္စလုပ်နေတဲ့မန္တလေးကဒေသခံတအုပ်ကပြောပါတယ်။အိမ်အကြီးအသေးအဆောင်အကြီးအသေးပေါ်မူတည်ပြီး900 1000ရှူရဲပြောတယ်အခမဲ့ဖြတ်ပေးမယ်ထွက်လာတဲ့တန်တို့ဘာလို့တော့နော်ပြန်အသုံးပြုလို့ရတဲ့ဟာကိုဖြတ် ်ပြီးဖြိုပြီးတဲ့သူကရှူတာပေါ့ဒီလိုမျိုးနှစ်မျိုးနှစ်စားစားကြတယ်နောက်တစ်စားကကြတော့အခမဲ့လိုက်ဖြတ်ပြီးတယ်ပရဟိတတွေလိုက်ဖြတ်ပြီးတယ်အင်ရှင်ကြည့်ပြူတလောက်တစားတလောက်ပဲယူတာပေါ့ငလင်တန်းကြောင့်ထိခိုက်သွားတဲ့အဆောင်နီးဖြိုဖျက်ရမယ်မူဝါဒနဲ့ပတ်သက်လို့သက်ဆိုင်ရာဖွဲ့တွေကဖွင့်ပွင့်လင်းလင်းထုတ်ပြန်တင်တယ်လို့သူကပြောပါတယ်နေပြည်တော်ပြင်မနာမှာငလင်တန်းကြောင့်ထိခိုက်သွားတဲ့အဆောင်နီးကိုကိုယ်တိုင်ဦးဆောင်ပြီးအခမဲ့ဖြိုဖျက်ပြီးနေတဲ့သူတအုပ်ကတော့ဖြိုဖျက်ခါအတွက်အခချင်းငွေယူတာလုံးဝမရှိသလိုဖြိုဖျက်ရမှာ၃ဘို73စီအလူရှင်နေလည်းရှိတယ်လို့ဆိုပါတယ် ။နေပြည်တော်ပြည်မနာချီနေကတော့ဖြူဖြက်ကလုံးဝမကုံဘူး။ကျွန်တော်တို့နေကန်တွေကဘတ်ဖိုးတွေဆက်တွေစီစဉ်ထားတဲ့စီလဲအလူရှင်တွေရှိတယ်။တကယ်လို့ဖြတ်တဲ့အိမ်ကလှူရင်နှစ်သက်တလို့လှူလို့ရတယ်မလှူလဲဘာမှမဖြစ်ဘူး။မရှိတဲ့အိမ်လုံးဝမယူဘူး။ကျွန်တော်တို့အခမဲ့လိုက်ဖြူဖြက်ပေးတယ်။ဖြူဖြက်ထားတဲ့အပုံကိုပါကျွန်တော်တို့ကရှင်းပေးတယ်။ရှင်းသွားတဲ့အုတ်ကျိုးအုပ်ပဲတွေကိုထားဖို့နေရာကိုလည်းအာနာပိုင်တွေကနေရာကိုစီစဉ်ပေးထားတယ်။ဒါကို ကျွန်တော်တို့ရှိတယ်ဒါတည်င်းအမှားပါပြင်မနာမှာတော့လုံးဝမဟုတ်ဘူးတခြားမြို့မှာတော့ပြောမရဘူးပေါ့နော်ငလင်တန်ကြောင့်ထိခိုက်သွားတဲ့အဆောင်တွေဖြိုချဖျက်ချင်နေဆိုရင်သက်ဆိုင်ရာမြို့နယ်အလိုက်စီမင်းတရားကိုဖြိုဖျက်လုံကြောင့်တရားဝင်စတင်ပြီးမှသူတို့ဖွဲ့ကအင်ရှင်နဲ့တိုင်ပင်ပြီးဖြိုဖျက်ပြီးတာလို့ပြောပါတယ် ကျွန်တော်တို့မနက်ကတင်ထွေးအုပ်ယုံမှာအစည်းအဝေးလုပ်တာကျွန်တော်တို့စီမှာဘသူတွေပါလဲဆိုတော့လျှက်စင်ရောစီပင်ရောတွဲထင်ပြီးသားတယ်စီပင်ကိုသွားတင်ရတယ်တင်ပြီးတာနဲ့ရတယ်ပြန်ကြတဲ့လုပ်ငန်းစဉ်ကသူတို့ဘာသာသွားနေလိမ့်မယ်တင်ပြီးတဲ့စဉ်ရင်ကျွန်တော်တို့ကိုပို့ပြီးတယ်အဲ့လိုတင်ပြီးတဲ့စဉ်ရင်တိုင်းအင်ရှင်ရှင်ရင်အားလုံးရှင်းလို့ရပါတယ်ဆက်ရနေရအကြီးစားတွေနဲ့ဖြိုဖျက်လှုပ်ဆောင်နေတာတွေကြောင့်အနီးနာကအဆောင်တွေထိခိုက်နိုင်တဲ့အတွက်ဖြိုဖျက်မဲ့သူတွေအနေနဲ့ဘေးပတ်ဝန်းကျင်အင်ရှင်တွေရဲ့သဘောတူညီချက်ရဖို့လိုအပ်တယ်လို့လည်းသူကပြောပါတယ်လုံခြုံရေးအမိမဖော်လို့တဲ့မန္တလေးကငလင်ပြီး ီးကုညီကေစိန်လုံနေသူတအူကတော့ငလင်တန်းကြောင့်ထိခိုက်သွားတဲ့အဆောင်တွေကိုကိုယ်တဘောနဲ့ကိုယ်ဆုံးဖြတ်ပြီးလုံလို့မရသလိုစစ်ကောင်စီအဖွဲ့ဆစ်ဆီးပြီးရဲ့နောက်ပိုင်းမှာမှပြင်ဆင်ဖြုတ်ဖြတ်တာတွေကိုဆက်လုပ်ရမှာဖြစ်တယ်လို့ပြောပါတယ်။ပြိုသွားတာကလုံလုံပြိုသွားတာလည်းရှိတယ်မပြိုဘဲနဲ့လုံလုံရွင့်ဆောင်နေရလည်းရှိတယ်။တချို့ကလည်းမပြိုဘဲနဲ့အက်ကွေတာတွေရှိတယ်။အဲ့တော့အာနာပိုင်းဖွဲ့စည်းတွေကဘယ်လိုပြောလဲဆိုတော့သူတို့မြေပြင်ကိုဆင်းပြီးဆစ်ဆီးပြီးမယ်ပြောတယ်။အနည်းရှိရဲဆိုရင်ဖြိုရမယ်။အကြီးစားပြင်ဆင်မှုလုပ်ရမယ်ဆိုရင်အကြီးစားပြင်ဆင်မှုလုပ်အသေးစားပြင်ဆင်မှုလုပ်ရမယ်ဆိုရင်အသေးစား ပြင်ဆင်မှုလို့အဲ့လိုမျိုးလုပ်ပြီးမှတင်ရဝင်စစ်ဆေးပြီးမယ်လို့ပြောတယ်။ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီအမျိုးသားတဘာဝ BNN ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့နေပြည်တော်မန္တလေးနဲ့ရန်ကုန်က BNN ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်မိမြန်ခဲ့ပြီးမြင်လက်ခံဖြေကြားတာမျိုးမရှိပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမြန်မာနိုင်ငံမှာမက်လာ28ရက်ကလှုပ်ခတ်သွားတဲ့ပြင်းအား9.8အစင်ရှိမြင်းကလေးကြောင့်စကိုင်းမန္တလေးနေပြည်တော်နဲ့ပဲခူးမြို့နယ်ကနေအိမ်စုစုပေါင်း28,448လုံးထိခိုက်ပျက်စီးခဲ့ပြီးကြည်သူ3,300သိန်းနီးပါးငလင်တန်းခံခဲ့ရတယ်လို့ AP လား6ရက်နေ့ကထုတ်ပြန်ပါတယ်။ဒါပြင်စစ်ကောင်စီကလည်းပြင်းထန်တဲ့ငလင်ကြောင့်လူနေအိမ်ပေါင်း48,834အိမ်ဖုံးတော်ကြီးကြောင့်နဲ့တီလာရှင်ကြောင့်3,094ကြောင့်စာတင်ကြောင့်2,055ကြောင့်ဌာနဆိုင် င်ရာရှုံးအဆောင်2181လုံးတရား148စင်းဖျားစီတီ9295စုထိခိုက်ပျက်စီးခဲ့တယ်လို့ AP လ9ရက်နေ့မှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးငလင်ဒေသကိုလေကြောင်းပုံကျဲတိုက်ခိုက်မှုဆက်လုံနေကြောင်းဦးကျော်မိုးထွန်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာငလင်တန်းကြောင့်လူထောင်ချီတိဆုံးပြီးကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပြီးမယ်စစ်ကောင်စီကငလင်ပေးတင်ဒေသတွေအပါအဝင်နိုင်ငံတော်အရတားပြည်သူတွေပေါ်မစင်မခြင်းလေကြောင်းတိုက်ခိုက်မှုတွေပုံကျဲတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။နယူးယောက်မြို့ကကုလသမဂ္ဂဌာနချုပ်မှာအီဘီလာ၄ရက်နေ့ကကျင်းပတဲ့ကုလသမဂ္ဂလက်နက်ဖြတ်သန်းရေးကော်မရှင်အစည်းအဝေးမှာတမ် မတ်ကြီးကပြောဆိုလိုက်တာပါစစ်ကောင်စီအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကစပြီးမြန်မာစစ်တပ်က ICT နည်းပညာတွေအသုံးချပြီးပြည်သူလူထုကိုဖိနှိပ်ခဲ့တယ်လို့ပြည်ပကတင်သွင်းတဲ့ဂျက်လင်ရင်စီကိုအသုံးပြုပြီးအရက်သားတွေပေါ်ခွဲခြားမှုမရှိဘဲတိုက်ခိုက်ခဲ့ကြတယ် က်တလောဖြစ်ပွားနေတဲ့ငလင်တန်ကျောင်းလူပေါင်း3500ကျော်တည်ဆုံပြီးကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပြီးမယ်စင်ရေးပြစ်မှတ်အရသာပြစ်မှတ်မခွင့်ချပဲပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းတပ်အမတ်ကြီးကကုလမှာတင်ပြပါတယ်မြန်မာစစ်တပ်ရဲ့လူမဆန်ရက်ဆက်ကြမ်းကြုတ်မှုနဲ့ရာဇဝတ်မှုတွေအဆုံးသတ်ခြင်းမရှိကြောင်းမြန်မာပြည်သူတွေရဲ့ဒုက္ခဆင်းရဲတွေအသက်တွေကိုကယ်တင်ဖို့အာဏာသိမ်းစစ်အုပ်စုထံလက်နက်ခဲယံစစ်လက်နက်ပစ္စည်းချက်လျင်စီနဲ့စင်ရေးနဲ့အရက်ဖတ်နှမျိုးအသုံးပြုနိုင်တဲ့ပစ္စည်းတွေဆင်းစင်းမှုရက်တက်အောင်ဆောင်ရွက်ပေးဖို့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကိုတ ံမတ်ကြီးကတောင်းဆိုလိုက်တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။